အားလုံးပဲမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့နဲ့ပိုင်းတနအိခွေးမှာကစားခဲ့တဲ့မန်ဆာအိုနဲ့အသင်း Old Trafford မှာ you palace စီမီပိုင်ဒုတိယအကြော်ဖြစ်ကိုရင် United ကဖိုးဝဲနဲ့နိုင်ပြီးတော့နှစ်ကြော်ပေါင်းသူတို့ရဲ့အင်္ဂလန်3စီ9ဂိုးတကူးဆိုပြီးရလဲနဲ့ဖိုင်နယ်ကိုတက်ခဲ့တယ်လာမယ့်မင်းနစ်စတေးရဲ့မှာဆိုပြီးပါနိုင်ငံမှာကျင်းပမယ်ဘူလူဘေးဖလားလူခွေးမှာဆိုရင်စပါးနဲ့ကျွန်တော်တွေ့မှာစပါးကလည်းတတော်ကောင်းနေတဲ့အနေထားမှာရှိနေတယ် ဆိုတော့ဒီကနေ့ပွေးစီနိုင်ပွေးအပြီးမှာပေါ့ဗျာနေပြဖြစ်သူရူဂီအမ်ဝဲကတင်းနဲ့ပတ်သက်ပြီးတော့တကိကိုစိန်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတော်တော်များသူပြောထားတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြအောင်စာသမားတွေအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဒါ transport ကနေကျွန်တော်တို့မေးမြန်းထားတာကိုအမ်ဝဲကဖြေထားတဲ့အနေအထားတစ်ခုပေါ့အမ်ဝဲကပေါ့ဗျာဒီလိုခက်ခဲတဲ့ຢာသည်တစ်ချောင်းလုံးမှာကျွန်တော်တို့ကိုအားပေးကြတဲ့ပိတ်သက်တဲ့အတွက်ဒါကအနည်းဆုံးလုပ်ပေးနိုင်တဲ့အရာတစ်ခုပါပဲဘူလူပွေးဆောင်ကျွန်တော်အခုကလေးကနေဖီးရတဲ့အရင်များနေပါပြီ။ တကယ်လို့ကျွန်တော်တို့ဖလားတာမရခဲ့ဘူးဆိုရင်ဒါကဘာအတိတ်ပြီမှာရှိတော့မှာမဟုတ်ဘူးဒါပေမဲ့ဒီနေရာကိုရရှိခွင့်ရလို့အရင်ဝမ်းသာမိတယ်ပေါ့ပါဆက်ဖြစ်မလို့ဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ကျွန်တော်ကိုယ်တိုင်ကလေးပေါ့ဗျာဒီထက်ပိုကောင်းတဲ့နေပြဖြစ်တဲ့အသင်းကလေးလက်ချီအချင်းမှာဒီထက်ပိုကောင်းတဲ့အနေထားမှာရှိသင့်တယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့စူးစမ်းနေတော့မှာပဲဥရောပပြိုင်ပွဲတွေမှာကျွန်တော်တို့ကောင်းကောင်းကြီးလုံနိုင်ခဲ့တယ်ဆိုတော့ညာလဲလက်ချီပရီးမီးယားလဲအနေထားမှာဆိုရင်ရုံးကယ်မှုနဲ့ တိုင်ပွဲမှုရှိနေတယ်ဆိုပြီးတော့အမ်မရကပွေးပြီးအင်တာဗျူးမှာသူပြောထားခဲ့တယ်။ဆိုတော့အမ်မရပြောသလိုပါပဲကျွန်တော်အတင်းအတွက်ကယူပါလိမှာစီမီပိုင်ရင်တက်တာအဲ့ဒါအဖြစ်မဟုတ်သေးဘူး။ကျွန်တော်တို့မှာရေဆိုင်မဲ့အရာကစပါးနဲ့ဖိုင်နေပြီးပါအောင်နိုင်ငံမှာကျင်းပါမယ်။အဲ့ဒီဖလားလူပွဲမှာပိုအရေးကြီးတယ်။အခုကျွန်တော်ပရီးမီးယားလေးကိုကြည့်ရလို့ချင်းအဆစ်ဆင်ကားမှရှိနေတယ်။ဒါကယူနိုက်တက်အတင်းအတွက်ကိုမဖြစ်သင့်တဲ့အရာတစ်ခု။တကယ်လို့များပေါ့ဗျာ။ယူပါလိ ဖလားကိုသာလဲလဲခဲရမယ်ဆိုရင်ကျွန်တော်အသေးတက်ကိုအရာရာလုံးဝဆုံးချုံမှုကြီးဖြစ်မှာစဉ်းစားကြည့်လဲပရီးမီးယားလိမ့်မှာချန်ပီယံလိမ့်မှာပြောနေယူပါလိတော့ကျွန်တော်မဝင်တော့ဘူးပြီးလို့ချင်းအတင်းကယူပါလိဖလားကိုရာမှာပဲလာမယ့်နေရာဒီအပြောင်းချင်းဈေးကွက်မှာအဖက်ဘက်ကကျွန်တော်ဒီငွေကြေးအရတော်၎င်းဘဲကျအရတော်၎င်းကျွန်တော်အထိုက်သေးသလိုသုံးဆင့်နိုင်ခွင့်ရမှာဆိုတော့ကျွန်တော်အတင်းအတွက်ဒီဖလားကဘယ်လောက်ဒီအရေးပါလဲဆိုတာအကုန်လုံးသိကြတဲ့အတိုင်းပါပဲ။ လက်ရှိအနေအထားမှာလည်းကျွန်တော်အနေနဲ့ပရီးမီးယားလိဂ်ကိုတော့လုံးဝအာရုံစိုက်စရာမရှိတော့ဘူးဒါပေမဲ့လို့ဒီပွဲမတိုက်ခင်မှာဝက်ဆန်နဲ့ကစားဖို့ရှိနေတယ်ပြီးလို့ရှိရင်ချယ်ဆီနဲ့ကစားဖို့ရှိနေတယ်တနည်းအနေနဲ့မှာကျွန်တော်ဝက်ဆန်နဲ့ကစားမှာပေါ့ဗျာကျွန်တော်အသိအနေတကားပေါ့ဗျာပရီးမီးယားလိဂ်မှာတိုင်ပင်းနေတယ်ဆိုပေမဲ့လို့ယူဘာလိဂ်မှာတော်တော်ဟုတ်အခြေအနေကောင်းတယ်ချုံပွဲလုံးဝမရှိသေးဘူးနိုင်ပွဲနဲ့တည်ရချတာတယ်ဒါကအသင်းအတွက်တကယ်ကိုဟိုအားရကျတဲ့ဆရာပေါ်ဖော်မယ်ပေါ့ဗျာမနေ့ကပွဲစီမှာဆိုရင်လည်း ကျွန်တော်တို့ဒီမျော်လင့်မထားတဲ့ကစားသမားတွေကိုသွင်းနေမေဆန်မောက်ဆိုရင်လည်းဒီပွေးစီမှလည်းကိုသွင်းတော့ဒီနေ့ပွေးစီမှလည်း9တော့သွင်းခဲ့တယ်ကစားသမားတော်တော်များများကလည်း injury ပြဿနာကကင်းလွယ်ပြီးတော့အတိုက်အတဲခုဒီ United အသင်းနဲ့ပူးပေါင်းနိုင်ပြီအသင်းအတွက်ကပေါ့ဗျာဒီဘလကဘလောက်ထိအရေးပါလဲပရိသတ်တွေတဲ့ဘလောက်ထိမျော်လင့်ထားလဲအသင်းအတွက်ဘလောက်တောင်ပို့ပြီးတော့တည်မှုရှိလေးဆိုတာတက်တယ်ပဲပရီးမီးယားလိမှာဆိုရင်ကျွန်တော်အသင်းက assistant ကစပါက assistant ချက်တင်ပါတယ် ဒီလိုအနေနဲ့တခုမှသူတို့အတင်းအတွက်ကလည်းဒီဖလားကပိုအရေးကြီးတယ်စပါးဆိုရင်လည်းပဲပိုကောင်းတဲ့အနေအထားတခုကနေသူတို့ဘူလူဘေးကိုတက်လာတာကျော်တို့ယူနေတဲ့အတင်းကလည်းပရီးမီးယားလိမ်မှာတိုင်ပဲနေတယ်ဆိုတော့ညာလည်းယူပါလိမ်မှာလုံးဝပုံစံကောင်းပြထားတဲ့အနေအထားမှာရှိနေတယ်ပြီးပါအောင်နဲ့ပွေးစဉ်ကြည့်ပါလားဘလောက်တော့ကောင်းလဲလေဒါမှမဟုတ်ပထမပိုင်းမီနီအစမှာကျွန်တော်ရုံးကဲခဲ့ရတဲ့ဒုတိယပိုင်းမှာယူစားပြောင်းလဲမှုအနေအထားတခုကနေကျွန်တော်လေးကိုရပြီးတော့ဖုံးဝင်နိုင်ခဲ့တယ် ဆိုတော့ MOA ကပေါ့ဗျာဒီဗလာကရေးပါတယ်ကျွန်တော်လက်ရှိအချိန်မှာရုံးခဲ့နေရတဲ့ပရီးမီးယားလိမှာပိုကောင်းအောင်ကျွန်တော်စူးစမ်းနေတယ်ပေါ့အမေတည်းပြောလို့ရှိရင်ကျွန်တော်နေရာတိအပြောင်းရှိမှာကတော့ကစားသမားခေါ်မှုက MOA တဲ့လုတ်ပေးတင်နေအရာထဲမှာအများကြီးကျွန်တော်ပို့ပြီးတော့တက်ရောက်မှုရှိတယ်အခုကျွန်တော် MRE အနေနဲ့ဒုက္ခပေါင်းစုံကြားတွေကနေယူပါလိုက်ဖိုင်တွေကိုတက်လာခဲ့ပြီကစားသမားမစုံမလင်တာတို့တရားပြဿနာအင်ဂျူပြဿနာနဲ့လူစုံတက်စုံမရှိတဲ့အနေအထားတစ်ခုမှတော့ ယူပါလေဖလားကိုရဖို့လက်တကဲလို့ဖြစ်နေပြီဒါကကျွန်တော်တို့အသင်းတို့ကိုအင်မတန်ရည်ကြီးတဲ့အနေနဲ့တစ်ခုပေါ့ကစားသမားတွေကလည်းယုံကြည်မှုရှိရှိနဲ့ဒီပွဲကိုသာနိုင်ခင်းမယ်ဆိုရင်ဖလားလေးရကျွန်တော်ချန်ပီယံလေးအော်တိုလေးဝင်အချင်းတွေကကျွန်တော်အမေကန်စုကောင်းဖို့ရှိနေတော့ဗျာဆိုတော့ညီကိုတို့အနေနဲ့အမွေဖြစ်တာတဲ့အနေနဲ့တစ်ခုမှာဘေချက်တွေကအမေကန်စုဖြစ်မလဲတကယ်လေးပဲကျွန်တော်မယ်ဆောင်နေတဲ့အသင်းကယူပါလေးဖလားကိုရဖို့ရှိမလားပရီးမီးယားလေးအနေနဲ့တစ်ခုမှာတိုင်ပင်းနေရဆိုပေမဲ့လို့ယူပါလေးကိုအမေကန်စုအာယုံစိုက်ထားတဲ့အတွက် ကျွန်တော်တို့ပြောလို့ချင်းစပောက်ကိုလေးနိုင်လိမ့်မယ်လို့ထင်တယ်။ထင်နေပြောတာတော့စပားကလည်းပဲယူပါလိကိုသူတို့အားကြတာ။ပြီးလို့ချင်းစပားမလေးတကယ်ကိုဝါရီကောင်းတဲ့ကစားသမားတွေဖယ်တီးမှုကောင်းပြီးတော့အလုံးလုံးနိုင်စွမ်းရှိတဲ့ပလေယာတွေပိုင်ဆိုင်ထားတဲ့အတွက်ကျွန်တော်အသင်ကတော့မလွယ်ကူပါဘူး။ဒါပေမဲ့သူတို့ကလည်းအင်ကွေမဟုတ်သူလို့ကျွန်တော်တို့ကလည်းအင်ကွေမဟုတ်ဘူး။ပြီးလို့ချင်းကျွန်တော်ကလည်းယူပါလိမှာအခြေအနေကောင်းတဲ့အတွက်မျိုးလေးချက်တော့ကျွန်တော်ရှိတာပေါ့ဗျာ။ဘာကူမှ ပုံသေးကားချက်ပြောလို့မရဘူး။ ဖလားလက်မဲ့ကျွန်တော်ဖြစ်ရှင်လေးဖြစ်နိုင်တယ်ဒီဖလားကိုရပြီးတော့ချန်ပီယံလေးလေးကျွန်တော်ဝင်ချင်လေးဝင်ပါတကယ်လို့ချန်ပီယံလေးမယ်ဆောင်နေတဲ့အသင်းတော်၎င်းစပါတော်၎င်းဝင်ခဲ့မယ်ဆိုရင်အဲ့ဒီအစင်ငါးယောက်ကအသင်းကတော့အော်တိုပြုတ်ဖို့ရှိနေတယ်ချန်ပီယံလေးဝင်မှာမဟုတ်ဘူးယူပါလေးပဲဝင်မှာဆိုတော့ညင်ကိုတို့ရဲ့ထင်မြင်ချက်လေးကိုဆွေးနွေးပေးကြပါဦးကျွန်တော်မနေ့ပြန်စနေနေ့ဒီညပိုင်းလောက်မှဆိုရင်ဒါမဲ့ပရီးမီးယားလေးပွေးစဉ်နေတာတကူပွေးကျုံသူတဲ့ချက်ဗီဒီယိုလုပ်ဖို့ရှိပါတယ်အဲ့ဒီပွေးကျုံသူတဲ့ချက်ကိုလည်းညီကိုတို့စောင့်မျှော်ကြည့်ကြည့်ပွေးပွေးကျွန်တော်တောင်းဆိုပါတယ် ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ကြည့်အပရင်ညီကိုတူတူရောက်ရှိတဲ့ကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြအောင်အားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲโอเคပါ